ငလင်းကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ရေးအတွက်ဧပြီလ2ကနေ22အထိရက်20အပြည့်ရက်ကြောင်းစစ်ကောင်စီက ကြေညာချက်ထုတ်ပြီးနိုင်ပိုင်းတွင်းမှာပဲကချင်လွတ်လပ်ရေးအဖွဲ့ KIU ကလည်းအလားတူရက်20အပြည့်ရက်ကြောင်းဧပြီလ2ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ဒါပေမဲ့ဧပြီလ3မနေ့ပိုင်းရောက်တာနဲ့ဗမော်အင်းတော်နဲ့ဝိုင်းမော်မြို့နယ်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ပါတယ်လို့ ်ကရီဝဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသိပေးကြေညာပါတယ်ကရီဝကရီပြောခွင့်ရဘုံဘူးကြီးနော်ဘူးကတော့အပြစ်အခက်ရစဲရေးက KIO KIA ကနေအရင်ထုတ်ပြန်ပြောဆိုတာမဟုတ်ဘူးစစ်တပ်ဘက်ကထုတ်ပြန်လို့တုံ့ပြန်တဲ့သဘောနဲ့သူတို့သတ်မှတ်ထားတဲ့ရဲ့အတိုင်းယာယီပြစ်ခတ်မှုရတာဖြစ်တယ်အခု စစ်တပ်ကလာတိုက်တယ်ဆိုတော့ကျွန်တော်တို့ကပြန်တိုက်ရမှာပဲလို့ကချင် news group KNG ကိုပြောလိုက်ပါပြီ။ငလင်ကယ်ဆယ်ရေးအတွက်ညီနောင်မမိတ်သုံးဘွဲက တလတာအပြစ်ရထားပြီးမြင့်စစ်ကောင်စီတပ်ဘက်ကဘုံဆက်ကျဲပြီးစစ်အင်အားပါဖြစ်နေတယ်လို့တန်မျိုးသားလူမျိုးကြီးတက်မတော် TNL ကသတင်းထုတ်ပြန်ပါလေ။ April 3ရက်မှာ ။တပေကျေးမျိုးနဲ့ခုနှစ်မိုင်ရွာကို Jet Fighter ကဘုံးရှစ်လုံးကျဲပြီးတစ်ချိန်တည်းမှာပဲနေ့လယ်၁၂နိုင်ကမ်းမှာကားခုနှစ်စီးပါစစ်ရင်တန်းလူဝင်အားအပြည့်တင်ပြီးအင်ဒေါ်ကနေကြောက်ခုတောင်ချီစီအမှတ်900နှစ်အမြောက်တရင်စီကိုအင်အားဖြည့်လာတာတွေ့ရတယ်လို့ဖော်ပြပါတယ်။ဒါဟာစစ်ကောင်စီကို၌ကဧပြီ၂ရက်ညမှာကြီးညာထားတဲ့ ရက်20အပြည့်အခတ်ရက်စဲပါတယ်ဆိုတာကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်မှာလည်း April 3ရက်မှာကြောက်ဖြူမြို့နယ်ကိုစစ်လေရင်ကဘုံကျဲပြီးစစ်တွေမြို့နယ်ကိုတော့လက်နက်ကြီးတွေနဲ့တိုက်ခိုက်ကြောင်း Western News ကဖော်ပြပါတယ်။ရန်ကုန်ကြောက်ဖြူကားလမ်းပေါ်ရှိကလဘာဆိုင်ချောင်းတိုင်းချောင်း စတဲ့ကြီးရွာဒီကိုဧပြီ3ရက်ညနေ9:00နိုင်ခန့်မှာ Jet Fighter ကဘုံကျဲတဲ့ပြင်အနီးဝန်းကျင်မှာရှိတဲ့တပ်စခန်းတွေကနေလေလက်နက်ကြီးနဲ့ပစ်ခတ်ကြောင်းဒေသခံတွေက ပြောပါတယ်စစ်တွေမြို့ကို အမှတ်354တပ်ရင်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလို့ဆိုပါတယ်ဒီတိုက်ခိုက်မှုတွေကြောင်းဘယ်လောက်ထိခိုက်သလဲဆိုတာကိုစုံစမ်းနေသေးလို့ဖော်ပြထားပါတယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းစစ်ကောင်စီရဲ့အပြစ်ခတ်ရက်စေးကြောင်းကြေညာမှုဟာလီစဲလှည့်ပြမှုသာဖြစ်ပြီးအများပြည်သူရဲ့နေအိမ်တွေ စာသင်ကျောင်းတွေကိုစစ်ကောင်စီတပ်ကဆက်ပြီးဘုံကျဲနေစေလို့သတင်းထုတ်ပြန်လိုက်ပါတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်သဲတော်ကြီးရွာကိုဧပြီ3ရက်မနေ့နှစ်နိုင်ခန့်မှာပါရာမော်တာစက်တက်လီဒီ3စီးနဲ့ ုံသီးရှစ်လုံးကျေးချတဲ့အတွက်အလေတန်းကျောင်းတဲ့နေတချို့ပျက်စီးပါတယ်။အလားတူစကိုင်းတိုင်းဟ ோம் လင်းမြို့နယ်ကဖာနိုင်ဆန်ဆိုင်ပဲနုဆွရွာနဲ့ရွှေမော်အနီးကို MI2 စီးဟဲရင်ကဧပြီ3မနက်9နိုင်ခန့်မှာဘုံသီး73လုံးကျဲချတိုက်ခိုက်သွားပါလေ။မန္တလေးတိုင်းညောင်မြို့နယ်ငတယောက်ရဲစခန်းကနေ ထွက်လာတဲ့တင့်ကား2စီးပါစစ်ကြောင်းဟာ လမ်းတစ်လျှောက်ကြီးရွာတွေဖြစ်တဲ့မြေတပ်တောင်မအူပေကြအူစတဲ့ကြီးရွာတွေကိုဧပြီ3ရက်မနေ့6နိုင်ကမ်းမှာ0.5စစ်တနက်ကြီးပါဝင်လက်နက်မျိုးစုံနဲ့ပြစ်ခတ်တိုက်ခိုက်သွားတယ်လို့ဖော်ပြထားပါတယ်တဝဲအထူးစီဝါရေးဆိုရေနဲ့စိတ်ကန်းဒေသအနီးမှာရှိတဲ့ရေဖြူမြို့နယ်မူဒူးရွာကိုဧပြီ3ရက်မွန်းလွဲပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေဝင်လာတဲ့အတွက်ဒေသခံတွေထွက်ပြေးနေရကြောင်းတဝဲ watch ကပေါ်ပြပါတယ်။မောင်မကန်ကန်းကြီးဘက်ကနေစစ်ကြောင်းတစ်ခုပိန်းဆောင်ရွာဘက်ကနေစစ်ကြောင်းတစ်ခုမူဒူးရွာဘက်ကိုတပြိုင်တည်းရောက်လာတာဖြစ်ပြီးရွာတွေကလူမရှိတဲ့အိမ်တွေကိုရှာဖွေရေးလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။ဒီစစ်ကြောင်းတွေဟာ အရင်မတ်လကုံပိုင်းကလေးကနဘူးလယ်နဲ့ရေနဲ့စိတ်ကန်းဒေသစီကိုနေမြေရှင်းလေးဝင်နေတဲ့စစ်ကြောင်းတွေဖြစ်ပြီးအခုနဘူးလယ်ဘက်ကနေမူဒူဘက်အထိရောက်လာတာဖြစ်ပါတယ်တဝယ်ရေနဲ့စိတ်ကန်းစီမံကိန်းကိုရုရှားအစိုးရကတာဝန်ယူမယ်လို့ပြောဆိုပြီးနောက်ပိုင်းစစ်ကောင်စီဥက္ကဋ္ဌရဲ့ရုရှားခီးစဉ်နောက်ပိုင်းကစပြီးစစ်ကောင်စီရဲ့စစ်ကြောင်းတွေဒီဒေသအတွင်းမှာနေမြေရှင်းလေးလှုပ်လာတဲ့အတွက် ဒေသခံတွေထွက်ပြေးပုန်းဆောင်နေရပါတယ် UWSA ဝါပြည်တောင်ပိုင်း181စစ်ဒေသမှာရှိတဲ့တပ်မဟာ985ကအခြေခံစစ်တင်နှန်းဆင်ပွဲဧပြီ3ရက်မှာကျင်းပတယ်လို့ဝါတပ်ဖွဲ့ကဗီဒီယိုသတင်း ထုတ်ပြန်ပါတယ်အင်အားထောင်နဲ့ချီတဲ့လူငယ်တွေစစ်တင်နှန်းဆင်ပွဲမှာစီရေးပြချီတက်နေတာ ကိုကံပညာလေ့ကျင့်ပြနေတာတွေကိုဗီဒီယိုမှတ်တမ်းထဲမှာတွေ့ရပါတယ်ခင်ဗျာ။